ဘုံတို့ဗုဒ္ဓဘာသာအတိုင်းဝိုင်းမှာအလွန်မှလွင်ကျေတဲ့အလွန်မှလူတည်များတဲ့အလွန်ဖိုးတန်တဲ့စကားတစ်ခုရှိတယ်။အဲ့ဒါပါလား။ယောဂာနဲ့ပတ်သက်ပြီးတော့ဘုရားဟောတာကလေ။ကိုနာတော်လည်းပဲစိတ်မနာစေနဲ့ဆိုတဲ့စကား။ဟုတ်လား။ဒါကလေ့ကျင့်ထားမှဘုံတို့မမှန်ကန်ကန်သိအောင်လေ့လာထားမှစူးစမ်းထားမှသင်ယူထားမှအဲဒီသိတဲ့အသိကိုလည်းပဲကျင့်ဖန်များစွာလင့်ကျက်ထားမှကိုနာလာတဲ့အချိန်မှာစိတ်မနာအောင်သူနေတတ် စကားလေးကနကုလပိတာတကားကြီးကိုမြတ်စွာဘုရားဟောတာသိရနော်အလွန်အသက်ကြီးရှင်တဲ့ဒီတကားကြီးမြတ်စွာဘုရားဒီရောက်တော့တပိတော့နောက်ဆုံးရွယ်ရောက်နေပြီနောက်ထပ်မြတ်စွာဘုရားကိုတွေ့ဖို့မသေးကြတော့ဘူးဒါကြောင့်မို့လို့တပိတော့အတွက်အရှိသဖြင့်အကျိုးရှိမဲ့တရားစကားမိကြတော်မူပါဆိုလို့မြတ်စွာဘုရားကအဲ့ဒီစကားတော်လေးကိုအမိရှိတကားကြီးခန္ဓာကိုယ်ကြီးကဒီတိုင်းပဲဥတလုံးလိုပဲအရေးပါလေးနဲ့အုပ်ထတာဘာခိုင်မာမှုမှမရှိဘူး အမြဲတမ်းနာကျင်ခံခက်နေတဲ့သဘောရှိဒီလိုခန္ဓာကိုယ်ကြီးမျိုးနဲ့များကိုယ့်ကိုယ်ကိုတခဏလောက်မြကောင်းတယ်လို့ထင်နေမယ်မှတ်ထင်နေမယ်ဆိုလို့ရှိရင်ကိုယ့်ကိုယ်ကိုကောင်းတယ်လို့မြန်ပြောမိမယ်ဆိုရင်ဒါမိုက်မဲခြင်းကလို့လို့တခြားအကြောင်းမရှိဘူးလို့ပြောတယ်တခဏမြကောင်းတယ်လို့ပြောခဲ့မယ်ဆိုရင်တော့ဒါမိုက်မဲလို့ပဲလို့ပြောတယ်ဒီစကားအဲ့ဒါဆက်ပြီးတော့မြတ်စွာဘုရားကဒီယုတ်ခန္ဓာကိုယ်ကြီးနာနေတော့လည်းပဲစိတ်မနာအောင်သင်နေရမယ် အဲ့လိုဟောတော့သူအလွန်သဘောကျပြီးတော့ဒါအပြန်ခီးမှရှင်သာရိပုတ္တရာစီကိုဝင်တယ်။ဝင်တော့ရှင်သာရိပုတ္တရာကအော်မျက်နှာလေးကြည်လိုက်တာမြတ်စွာဘုရားတရားအမြတ်ရင်နဲ့သုံးလိုက်သုံးလောင်းလိုက်ပုံရတယ်ဆိုတော့ဟုတ်တယ်မြတ်စွာဘုရားဒီလိုဟောလိုက်တယ်။ကိုနာတော်လည်းပဲစိတ်မနာစီနေလို့ဒီလိုကြင့်ရမယ်လို့ဟောလိုက်တယ်။လူဆိုတကားကြီးမမေးခဲ့ဘူးလား။ဘလို့ပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ပုဂ္ဂိုလ် လိုပုဂ္ဂိုလ်ဟာကိုယ်သာနာပြီးတော့စိတ်မနာတဲ့ပုဂ္ဂိုလ်နဲ့ဒါကိုခွဲခွဲပြားပြားသိအောင်သင်မမေးခဲ့ဘူးလို့ဆိုတာအဲ့လိုတော့ तू မမေးခဲ့ရအောင်အဲ့ဒါမထူးပါဘူးရှင်ဘုရားပဲဟောပါအဲ့ဒီမှာရှင်သာရိပုတ္တရာပေးတယ်ကိုနာတော့လည်းပဲစိတ်မနာဘူးဘလို့နေမလဲဆိုရင်မိငုံရဲ့အဖြစ်ဒါမျိုးကိုသေးသေးချာချာမှတ်ရမယ်နော်ဒီရုပ်ဝေဒနာသင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးတဘာဝတရား၅ခုအစုဝေးကြီး၅ခုဒါရဲ့ပုံမှာဒါဟာ၅ပဲဒါဟာ၅ဥစ္စာပဲလို့ မမရင်ရင်ဆိုလည်းမှတ်တယ်ပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာကိုယ်လဲနာတယ်စိတ်လဲနာတယ်ဆိုတဲ့ပုဂ္ဂိုလ်ပဲတဲ့ယောဂဝေဒနာဖြစ်လာတဲ့အချိန်မှာဒီယောဂဝေဒနာသင်္ချာသင်္ခါရဝိညာဉ်ဆိုတဲ့ဒီသဘာဝတရားကြီးဒီအစုဝေးကြီးကိုဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့မမကန်ကန်သိမယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာကိုနာတော်လည်းပဲစိတ်မနာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့အဲ့လိုဟောတာဒါလူရင်းလေးကိုဖုံဖုံပြောတာဟုတ်လားဒါကြောင့်ဖုံဖုံတို့ရဲ့စိတ်ထဲမှာယောဂဝေဒနာနှိမ့်ဆက်လို့ဒုက္ခဝေဒနာခံစားရပြီဆိုရင် ဒီဒေသနာလေးကိုဘုံဘုံတို့အမှတ်ရပြီးတော့လိုက်နာနိုင်အောင်ကြိုတင်ပြီးတော့လေ့ကျင့်ထားရမယ်ဒီအတွေ့အကြုံတွေတကယ်တမ်းဘဝဆိုတာအတွေ့အကြုံပဲလေကောင်းတာပဲဖြစ်ဖြစ်ရှူတာပဲဖြစ်ဖြစ်မြင်နေရတဲ့ကြားနေရတဲ့ခံစားနေရတဲ့ဟုတ်လားအဲ့ဒီအတွေ့အကြုံတွေကဘာတော့ငါမဟုတ်ဘူးငါဥစ္စာမဟုတ်ဒါတဘာဝတရားပဲဒီအမြင်ကိုရှင်းအောင်ဘုံဘုံတို့ကကြိုတင်ပြီးတော့မလုပ်တာလို့လေ့ကျင့်ထားရမယ် အဲ့လိုမလေးကျင်မဲနဲ့အဟံရူပံမမရူပံရုပ်စုဝေယောဒီယုတ်ကြီးဟာငါပဲဒီယုတ်ကြီးဟာငါဟာပဲလို့ထင်မဲ့ရှင်တော့အဲ့ဒါဦးနာရတဲ့အထဲစိနာမှုပါထပ်ပြီးတော့ဆောင်းသွားတယ်။ဟုတ်လား။အဲ့လိုပဲဝေဒနာကိုလည်းပဲအဟံဝေဒနာမမဝေဒနာဒီစကလုံးလေးတုံးနေရှင်သာလေးပို့တာ။ခံစားမှုဟာငါပဲခံစားမှုဟာငါဥစ္စာပဲ။ဒါဆိုရင်တော့စိတ်ပါနာပါနော်။အဲ့လိုမျိုးကိုးနာပြီးတော့စိတ်မနာအောင်ဖြစ်နေတဲ့သဘာဝတရားတွေကို ဘာဝတရားမျှတာဖြစ်တယ်ဒါဟာငါမဟုတ်ဘူးဒါဟာငါဥစ္စာမဟုတ်ဘူးလို့ဒီအမှန်တရားကိုသောတော်တွေကစပြီးတော့အမြင်ရှင်းတဲ့ရှင်းအောင်ဘုံမလုပ်တာဘူးလို့သိချင်းမို့လို့ဒါကနိမန်လမ်းမှာလေ့ကျင့်မယ်ဆိုရင်ဒီအမြင်မှန်ကိုဘုံတို့ခိုင်ခိုင်မာမာရနိုင်လိမ့်မယ်